ပေါ့နော်ကျွန်တော်ဂျွန်လနောက်ဆုံးရက်နေ့ဒီရေတရပတ်သားရဲ့အဖွင့်ရပေါ့နော်ဂျွန်လ30ရက်နေ့တရတာအတွက်ဖြစ်ပျက်လာနိုင်တဲ့ကမ္ဘာရွှေစီအတက်ကြအနေထားကိုဒီဗီဒီယိုလေးမှာကျွန်တော်သုံးသပ်ပြောကြားပေးသွားမှာဖြစ်ပါတယ်။လက်ရှိကမ္ဘာရွှေစီကတော့ကျွန်တော်ဒီရေမနက်ခင်းမှာဈေးထိုးကြပြီလက်ရှိမှာပြန်ကန်တက်နေပေါ့အဲ့ဒီကဘာရွှေစီဘယ်လိုအနေထားဆက်ဖြစ်မလဲပြန်တက်မလားဆက်ကြမလားဆိုတာကိုကျွန်တော်တို့ကဘာရွှေရဲ့ဈေးအတက်ကြချက်ကိုတွားကြည့်ပြီးတော့ဤပညာပိုင်းရအရင်ဆုံးတုံ့တက်ကြည့်လိုက်အောင်ပေါ့နော် ဟိုပြီးအပတကဒါတော့ကပတ်ရွှေစည်းရစီအတကြောင်ကိုကျွန်တော်ကန့်တဲ့အတုံးတုံးဟာတရက်တောင်ကိုစားပြုတဲ့အချိန်နဲ့ကျွန်တော်ကြည့်နေခြင်းဖြစ်ပါတယ်ပြီးခဲ့တဲ့တောက်ကြနေပေါ့နော်ပြီးခဲ့တဲ့အပတောက်ကြနေရတော့ကျွန်တော်ကပတ်ရွှေစည်းကတရက်တာနေတာဒီမှာဆိုဈေးအကြတော်တော်အကောင်းခဲ့တယ်ဒါမှမဟုတ်တကူတိထားမှာဒီနေ့ကကျွန်တော်ကဇွန်လတလတာဈေးပိတ်မဲ့နေဖြစ်ပါတယ်အဲ့အပတကပြီးခဲ့တဲ့တောက်ကြနေကဘလို့ပဲကျွန်တော်ဈေးပိတ်ခဲ့ပါစေဒီနေ့ပေါ့ကျွန်တော်လာပြီးတော့တက်ရောက်မှုတိတ်မရှိနိုင်ဘူးခင်ဗျ မှန်တယ်လက်ရှိကမ္ဘာ့ချွေစီးကရေဒိုဈေးအကြအမကောင်းဘူးလားကောင်းနေတယ်ခင်ဗျဒါပေမဲ့တခုတတိထားမှာတလတာဈေးပိတ်တဲ့နေ့ဒီမှာကျွန်တော်ကမထင်မှတ်တဲ့ဈေးအလဲပြောင်းနေတယ် ဖြစ်နိုင်ပါတယ်ဒီနေ့မနက်ခင်းမှာဆိုရင်ကျွန်တော်တို့3နှစ်4ခွန်လောက်ဒီထိုးကြသွားခဲ့တယ်အဖွင့်ဈေးကကျွန်တော်တို့3နှစ်6မှာဈေးဖွင့်ခဲ့တယ်ပေါ့နော်အာလက်ရှိအချိန်မှာတော့ကျွန်တော်3နှစ်9 3နှစ်80ဈေးတန်းမှာကျွန်တော်တို့ဈေးပြေးနေအောင်တွေ့ရတယ်အမြင့်ဆုံးနေနဲ့တော့ကျွန်တော်3နှစ်83လောက်ဒီတက်ထားတဲ့အနေအထားမျိုးကိုတွေ့ရတယ်ခင်ဗျအဲ့အပတ်တခါမှာဒီနေ့မနက်ခင်းမှာကျွန်တော်ဈေးဆွဲချသွားခဲ့တယ်မနက်ခင်းဈေးကွက်ဖုံးဝင်ကျင်းပါပေါ့နော်အဲ့ဈေးဆွဲချသွားခဲ့တဲ့အနေအထားကကျွန်တော်တို့ဒီအဖြစ်အဝယ်သမားတွေကိုရှင်းထုတ်တယ်လို့ကျွန်တော်တို့ယူဆပါ အဝယ်တစ်ပိုင်းချင်းတော့လေဆိုတာဟိုမှာကျွန်တော်ဝယ်တယ်အရှုံးပိုင်းဈေးနှုန်းနေပေးတယ်ကျွန်တော် market ခေါ်ရအရှုံးပိုင်းဈေးနှုန်းပေါ့နော် stop loss တွေပေးပြီးတော့အယောင်ဝယ်ထားတဲ့လူတွေရှိတယ်အဲ့ဒီ3နှစ်4ခုလောက်ဒီဈေးကကျသွားတဲ့ခါမှာ3နှစ်60တို့3နှစ်80နာဝယ်ထားတဲ့အဝယ်သမားတွေအကုန်လုံးကျွန်တော်တို့ clear out ပေါ့နော် clear out ဆိုတာချင်းနှုတ်ခမ်းရတယ်တနည်းအားဖြင့်တို့အရှုံးပိုင်းဈေးနှုန်းနေ ठी ထိကုန်ပြီး loss ဖြစ်ကုန်တယ်ပြီးတော့ဈေးကပြန်ကန်တက်လာတယ်အဲ့ဒါပဲတက်ကောင်ဒီနေ့ကပားရွှေဈေးကိုတော့ကျွန်တော်ကဒီနေ့ကပားရွှေဈေးပြန်ဆွဲတင်နိုင်မယ်လို့ကျွန်တော်သုံးသပ်ထားတယ်ခင်ဗျ ုတ်ပြီဈေးပြန်ဆွဲတင်မယ်လို့သုံးသပ်ထားပြတဲ့အခါမှာဘယ်ဈေးတန်းနဲ့ဒီဈေးရဆွဲတင်နိုင်လဲဟုတ်ပြီဆွဲတင်နိုင်ခြင်းရှိတဲ့ဈေးတန်းအနေအထားတွေကိုကျွန်တော်တို့အချိန်တနာရီအတိုင်းတာနဲ့ကျွန်တော်တို့ကြည့်လိုက်အောင်အချိန်တနာရီအတိုင်းတာနဲ့ကျွန်တော်ကြည့်လိုက်မယ်ကြည့်လိုက်တဲ့အခါမှာကျွန်တော်ဆွဲတင်နိုင်ခြင်းရှိတဲ့ကဘာချွေဈေးရဘယ်လောက်လောက်မှရှိတယ်လို့မြင်မယ်ဆိုရင်ကျွန်တော်နည်းနည်းလေးခြုံကြည့်လိုက်မယ်ပေါ့နော်ဒီနေ့တော့အ ਨੇ ဆုံးကဘာချွေဈေးမဆွဲတင်လို့အ ਨੇ ဆုံးပြကျွန်တော်တို့၃နှစ် 90မဆုံးသူနည်း90မို့3300လောက်ထိကျွန်တော်တော့အနည်းဆုံးဈေးဆွဲတင်နိုင်တယ်လို့ကျွန်တော်သုံးသပ်ထားတယ်ပေါ့နော်3300လောက်ထိဈေးဆွဲတင်နိုင်တယ်အများဆုံးနေနဲ့ကြာတော့ကျွန်တော်တို့ဒီဈေးတန်းစုံပေါ့ဗျာကျွန်တော်တို့အဲ3 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 အကျလာမယ်ဆိုရင်တော့မှကျွန်တော်ကဒီနေ့ကတလတာဈေးပိတ်မဲ့နေဖြစ်တာမို့လို့အပေါ်ကိုဈေးဆွဲတင်ပြီးမှဈေးဥပမာညဘက်လောက်မှဈေးပြန်ထိုးကြတာမျိုးအဲ့လိုမျိုးကျွန်တော်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်ရဲ့ဈေးနှုန်းသဘောတရားအမြင်ကသုံးသပ်ထားပါတယ်ခင်ဗျအဲ့ဒါပတ်သက်ကမှကျွန်တော်ဒီနေ့ကဘာချွေဈေးကိုပေါ့နော်ပြီးခဲ့တဲ့အပတ်ကနေစန့်ကျင်ပဲပြီးခဲ့တဲ့ပတ်လုံးမှကျွန်တော်အယောင်အားတာခဲ့9ရက်လုံး ်အခုဒီနေ့မှာเนาะဒီနေ့မှာတော့ကျွန်တော်ကဘာရွှေဈေးကိုလက်ရှိဈေးကနေဈေးကြတဲ့ခါမှာကျွန်တော်တို့ဈေးပြန်ကြတဲ့ခါမှာကျွန်တော်ဝယ်ဖို့အားပေးခြင်းနဲ့ခင်ဗျဟုတ်ပြီဘယ်ဈေးကနေမှာဝယ်တင်လဲဝယ်တင်တဲ့ဈေးအစုံတွေပြောပါဆိုကျွန်တော်ကဒီ3နှစ်60ပေါ့เนาะဒီ3နှစ်60ဈေးတန်းအောက်မှာဒီနေ့တနေ့တာအတွင်းကဘာရွှေဈေးအချိန်တနားရအတိုင်းတာပိတ်ဈေးကျွန်တော်တို့ market အခေါ်ရ H1 ဘဲကနက်စင်နဲ့ပေါက်ကြပြီးဈေးမပိတ်မချင်း ဈေးကြတိုင်းဝယ်ဖို့အားပေးခြင်းနဲ့3နှစ်60နာဈေးကတ်ရင်တော့ဝယ်ဖို့ပိုကောင်းတာပေါ့နော်အဲ့အဖက်ကကျွန်တော်တော့ဈေးပြန်ကြရင်3နှစ်60အောက်မှာအချိန်တစ်နိုင်အတိုင်းနာပေးစင်းနဲ့ဈေးမပိတ်နိုင်မချင်းကြတိုင်းဝယ်ဖို့ကျွန်တော်အားပေးခြင်းဟုတ်ပြီအမြတ်ပိုင်းစီးရအောင်ကျွန်တော်ဘလော့လော့ဒီလို့ရတယ်ကိုကနည်းနည်းပဲယူချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဗျာ3နှစ်60လောက်ဒီပဲယူအာဒါဝန်ကိုကစောင့်နိုင်တဲ့ risk ယူနိုင်တယ်ဆိုတော့3300လေး3330အထိကျွန်တော်ယူလို့ရတယ် အပေါ်က3335ထိယူလို့မရဘူးလားမေးမယ်ဆိုကျွန်တော်တို့ဖြစ်နိုင်ခြေများလဲပိုတေချာတဲ့ဟာကိုပိုယူစီခြင်းနဲ့ပေါ့ကျွန်တော်အများဆုံးအမြတ်ပိုင်းစတန်းကိုတော့ကျွန်တော်3300 3300 30လောက်ထိပဲကျွန်တော်ယူစီခြင်းနဲ့ဟုတ်ပြီဒါကတော့အဝယ်အတွက်ပေါ့နော်ဟုတ်ပြီကျွန်တော်ဒီနေ့အတွက်ပေါ့နော်ကဘာရွှေစည်းကကြမယ်ဆိုရင်တော့မှတဏိတာအနေထားကြမယ်ဆိုရင်တော့မှဈေးဆွဲတင်ပြီးမှကြနိုင်ခြေရှိတယ်ဆိုတော့သုံးသက်ချက်လေးဘယ်ချိန်မှမနိုင်လဲလို့မိမယ်ဆိုရင်ဒီ3.60ဈေးတန်းအောင်မှာ ဒီနေ့တနင်္လာနေ့ကဘာရွှေစီတာအချင်းတနိုင်အတိုင်းတာပိစီနဲ့ဖောက်ကြပြီးဒီအောက်မှာပိတ်သွားခဲ့တယ်ဆိုရင်တော့ကျွန်တော်ရဒီဒီနေ့တော့ကဘာရွှေစီရစီဆွဲတင်ပြီးမှပြန်ကျနိုင်တယ်ဆိုတဲ့သတင်းချက်လေးမှားရင်းပြီလို့သာယူဆလိုက်ပါခင်ဗျာ360အောက်မှာအချင်းတနိုင်အတိုင်းတာပိနဲ့ပိစီနဲ့မပိတ်မချင်းတော့ကျွန်တော်ရသတင်းချက်ကမှန်နိုင်တော့မှာခင်ဗျာဟုတ်ပြီအဲ့အပတ်သက်ခါမှာကျွန်တော်ဈေးဆွဲတင်တန်းကြီးရှိရဈေးရနေကိုကျွန်တော်3300အနည်းဆုံးအများဆုံး3335ကြီးကျွန်တော်မှန်းထားဟုတ်ပြီအဲ့အပတ်သက်ခါမှာဒီနေ့ကဘာရွှေစီကိုပေါ့တကယ်လို့ ဈေးပြန်တက်ခဲ့တယ်ဆိုရင်ဘယ်ဈေးအနေမှာကျွန်တော်ရောင်းတင်လဲပေါ့နော်ရောင်းတင်တဲ့ဈေးဆုံးကတော့ကျွန်တော်နှစ်ခုရှိတယ်ခင်ဗျာကျွန်တော်ဒီမှာတတ်မှတ်ထားတဲ့ဈေးဆုံးနှစ်ခုရှိတယ်ကျွန်တော်338နဲ့ကျွန်တော်တို့တုံးတုံးပေါ့နော်ဒီမှာ30ကြာဈေးတက်ခဲ့တယ်ဆိုရင်ကျွန်တော်ရောင်းဖို့အားပေးခြင်းနဲ့အရှုံးပိုင်းဈေးတန်းကိုတော့ကျွန်တော်တို့33နဲ့3အထက်လောက်ပေးပါနော်အမြတ်ပိုင်းဈေးတန်းကတော့မြူးဆိုရင်တော့အနည်းဆုံးပြကျွန်တော်3300လောက်ထိယူလို့ရတယ် 3330နဲ့3330ချာမှာကျွန်တော်ရောင်းပို့အားပေးခြင်းတယ်ဒီထက်ပို့ယူနိုင်ယူမယ်ဆိုတော့ကွာ3290ဒီ3280ဒီယူလို့ရပါတယ်ဒါပထမရောင်းရမယ့်ဈေးနှုန်းဆိုပေါ့နော်ဒုတိယရောင်းရမယ့်ဈေးနှုန်းကကျွန်တော်3330နဲ့3335ချာမှာကျွန်တော်ရောင်းပို့အားပေးခြင်းတယ်အဲဈေးနှုန်းဆိုမှာရောင်းလို့ရတယ်အရှုံးပိုင်းဈေးနှုန်းကတော့ကျွန်တော်3340အထက်လောက်ပေးအမြတ်ပိုင်းဈေးတန်းကတော့ကျွန်တော်တို့ခုနကပြောတဲ့3330ထိယူလို့ရတယ်ဒီထက်ပိုကိုစောင့်နိုင်တယ်ဆိုရင်တော့3290 3280ထိယူလို့ရပါတယ် အဲ့အပတ်ကမှဒါလေးရောက်ကျွန်တော်ဒီနေ့အတွက်အရောင်းဝယ်လောအောင်ဈေးတန်းဆုံးလေးဖြစ်ပါတယ်ကျွန်တော်လက်ရှိရတော့ဈေးပြန်ကြိုင်အဝယ်ကြိုက်တယ်တခုတ်ရှိရမနော်လက်ရှိဈေးကနေပြကျွန်တော်မှန်းထားဒီ360နာဘာညာမကြပဲနဲ့တောက်လျှောက်တက်သွားရင်ရောတောက်လျှောက်တက်သွားရဆိုရင်တော့ဒီကျွန်တော်အပေါ်ကပြောတဲ့ဒီဈေးတန်းဆုံးနှစ်ခုမှပြန်ရောင်းလို့ရပါတယ်တကယ်လို့ဈေးကဘယ်မှမသွားပဲနဲ့ဒီကြားပဲပြင်းနေဗျာ380 390 90ဒီကြားပဲပြင်းနေဆိုရင်ဒါဆိုတော့ချင်းမှရင်ဘာမှရောင်းဝယ်မလုပ်ဘဲနဲ့ကျွန်တော်ဈေးကွက်ချင်းနေပဲထိုင်စောင့်ကြည့်နေမှာဖြစ်ပါတယ် ပြီးတော့လေဒီနေ့ကျွန်တော်တလတာအပိစိတလတာအပိစိအနေထားနဲ့ပတ်သက်ပြီးလေကျွန်တော်မနေ့ကတပတ်တာတုံးချက်ပြီးတော့မှကျွန်တော်ပြောခဲ့တယ်အဲ့အပတ်ကမှဒီနေ့တလတာအပိစိဒါကျွန်တော်တို့ဘယ်ပေါ်ပိတ်ခန့်ရင်လဲမြင်မယ်ဆိုကျွန်တော်330ဇီတန်းဒီ330ဇီတန်းဒီအထက်မှာဈေးပိတ်ခဲ့တယ်ဆိုရင်ကျွန်တော်တလတာအပိစိကျွန်တော်ဒီမှာတစ်ချက်ပြပေးမယ်ဟာဒီနေ့တလတာအပိစိလာဒီ3313ညာဈေးတန်းအထက်ပေါ့နော် နည်းနည်းလေးတော့ကျွန်တော်မင်းကြောင်းလေးနဲ့ရှုပ်နေကျွန်တော်စကားနဲ့ပြောရမယ်နောက်ထပ်မယ်ပေါ့နော်330ဈေးနဲ့အထက်မှာဒါဒီနေ့တလတာအပိစီဈေးပိတ်ခဲ့ရင်တော့နောက်လဇူလိုင်လထဲမှာအသက်ပြန်လာနိုင်တယ်တော်တော်လေးအထက်ဒီအသက်ပြန်လာနိုင်တယ်အနည်းဆုံးမဟုတ်ဘဲနဲ့စန့်ကျင်ပန်းနေတဲ့ဒီနေ့တလတာအပိစီလာ360ဈေးနဲ့အောက်မှာပိတ်သွားခဲ့ရင်တော့ကျွန်တော်တို့ဒီဇူလိုင်လနဲ့ကမ္ဘာရွှေဈေးတို့အနည်းဆုံး330လောက်အထိဈေးကျတာဈေးအကျမှန်းထားတာကောင်းပါလိမ့်မယ်ခင်ဗျာ အနည်းဆုံးတော့သိအောင်ဒီထက်တော့ပိုကြမယ်ဆိုရင်တော့ဗျာကျွန်တော်3000နေ2980အထိတော့ကျသွားနိုင်တယ်အဲ့ဘက်ကမှဒီနေ့ဤပညာပိုင်းဒီနေ့ဂျွန်လတလတာပေးစေးရ330အထက်ပြန်ပိတ်နိုင်မလား360အောင်ပိတ်နိုင်မလားဆိုတော့ကျွန်တော်တို့မနေ့ပြန်မနေ့ကြရင်ကျွန်တော်အဖြေပေါ်ပြီးဖြစ်ပါတယ် အဲ့တလတာပေးစီအနေထားကိုကြည့်ပြီးတော့ကျွန်တော်နောက်လာနေမှာကျွန်တော်တို့ကအဝယ်အားတန်တင်လားအယောင်အားတန်တင်လားဆုံးဖြတ်မှာဖြစ်ပါတယ်ဂျားထဲမှာပိတ်သွားရင်တော့ဗျာဒါတရက်တာချင်းလိုက်ဈေးကွက်ချင်းတွေကိုကြည့်ပြီးမှကျွန်တော်သုံးတက်ပါအောင်360အောင်လည်းမပေးဘူး330လည်းအထက်လည်းမပိတ်ဘဲနဲ့ဂျားထဲမှာပိတ်သွားရင်ဆိုရင်တော့တရက်တာချင်းလိုက်လိုက်ပြီးတော့သုံးတက်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါလေးကကျွန်တော်နီးပညာပိုင်းအောင်360ချက်လေးဖြစ်ပါတယ်သတင်းပိုင်းကိုကျွန်တော်တွားကြည့်မယ်ဒီနေ့ညမှာတော့ကျွန်တော်ပမာစံတော်ချင်း8:55မိနစ်မှာကျွန်တော်တို့ချီကာဂို PM ရှိတယ်ချီကာဂို PM ရဲ့ PM မှာ manufacturing in the board เนาะทุลุ่มอญุงเก็งดีต้าก็ก้อมเลยลุมั้นถ่าเลยปุ๊นี่บอกว่าสดีดีต้ายังจิเยป่าเลยดีต้าမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဒီမှာဒေတာကောင်းဥပမာပြကျွန်တော်တို့ဘနကင်းဈေးပြန်ကန်တက်တယ်နေ့လည်းကင်းပါလေဈေးဆက်တက်တယ်ညနေကင်းလောက်ဈေးဆက်တက်တယ်ဒီချီကာဂို PMI ထွက်တဲ့အချိန်မှာဒီမှာဒေတာကောင်းသွားတဲ့အနေထားကိုအကြောင်းပြုပြီးတော့အဲ့အတက်နေရာနေပြန်ကျသွားတာမျိုးဖြစ်နိုင်တယ်ခင်ဗျ အဲ့ဒါပြကချီကာဂိုပြန်မှအရန်အောင်ဆိုက်စရာမလိုတဲ့ဒေတာဆိုပေမဲ့ဒီနေ့ကတလတာဈေးပိတ်မှတ်နေ့ဖြစ်တာဖြစ်တဲ့အခါမှာဒီညမှာထွက်တဲ့ဒီဒေတာကိုအကြောင်းပြုပြီးတော့ဈေးဆွဲတင်တာဈေးဆွဲချတာမျိုးဖြစ်နိုင်တယ်။ဥပမာဆိုကြပါစို့ကျွန်တော်ဒေတာမထွက်ခင်မှာဈေးတက်နေတယ်ဆိုရင်330တို့330နဲ့ဈေးတက်နေတယ်ဆိုရင်ဒေတာထွက်ပြီးမှပြန်ကျသွားတာမျိုးဖြစ်နိုင်တယ်။ဒါမှမဟုတ်ဒေတာမထွက်ခင်မှာဈေးကျနေရဆိုရင်အဲ့ချီကာဂိုပြန်မှဒေတာထွက်လာတဲ့အခါမှာကျွန်တော်တို့ကဈေးပြန်ဆွဲတင်သွားတာမျိုးဖြစ်နိုင်တယ်။အဲ့ဒါကိုတော့ကျွန်တော်သတိထားဖို့လိုအပ်ပါတယ်။ ပြီးတော့တစ်ဖက်ကဒေါ်လာအင်းသက်ကိုကြည့်မယ်ဆိုရင်လည်းဒေါ်လာအင်းသက်ကကျွန်တော်69အောက်မှာပဲရှိနေပြကျွန်တော်ပြောခဲ့လို့မကဘာရွှေဆက်ကြဖို့တည်းဆိုဒေါ်လာအင်းသက်အနည်းဆုံး68အထက်လောက်ရောင်းရောင်းမှရမယ်လို့ကျွန်တော်ပြောခဲ့တယ်ပေါ့နော်အဲ့အဖက်ကမှဒီနေ့ဒေါ်လာအင်းသက်ဒါဒီနေ့တနည်းသာအတွက်68အထက်ပြစ်စေဒါမှမဟုတ်ဒီနေ့ဒေါ်လာအင်းသက်ရဲ့တလတာပိတ်စေတာ68အထက်မှာပြစ်စေပြန်ပိတ်နိုင်ခဲ့ရင်တော့တည်င်းပိုင်းရကဘာရွှေစီရောင်းလို့အားတွေဝင်လာပြီးတော့ဈေးအကြပဲဆက်သွားနိုင်ပါတယ်မဟုတ်ရင်တော့ မလွယ်ဘူးခမကပ္ပရွှေရဲ့စက်ကြပိုတင်းမန့်ရတိတ်မလွယ်တော့ဒီ66နာဝင်ကျင်မှာပဲဒေါ်လာအင်တက်ဆက်ရှိနေတယ်ဆိုရင်ပေါ့နော်အဲ့ဒါပြတဲ့ခါမှာကျွန်တော်အဲ့အနေထားကိုကျွန်တော်ဒေါ်လာအင်တက်ရဲ့ဒီနေ့အနေထားကိုကျွန်တော်စောင့်ကြည့်ဖို့လိုအပ်ပါတယ်တပတ်ကလည်းကျွန်တော်တို့ကအမေရိကန်ရဲ့အဲ့ကနေဒါတို့ဥရောပတမကလိုရဲ့ကုန်သွယ်ရေးကိစ္စနဲ့ပတ်သက်တဲ့ကုန်သွယ်ကုန်ကိစ္စနဲ့ပတ်သက် breaking news တွေလည်းဒီနေ့အတွင်းထွက်လာနိုင်ပါတယ်အဲ့ဒါတွေကိုလည်းသတိထားပါပြီးတော့ Trian Bay ပေါ့နော် Trian 2ရဲ့အဲဒီလွတ်တော်ကိုတင်ပြမယ်ကျွန်တော်တို့အဲသူ့ရဲ့ ဘေးအစီအစဉ်ကိုလည်းကျွန်တော်တို့ချက်နားဆွင့်ထားဖို့လိုအပ်ပါတယ်။ဒါပြင်ဒီတစ်ပတ်ကကျွန်တော်ကတောက်ကြနေကအမေရိကန်နိုင်ငံလွတ်လပ်ရေးနေ့ဖြစ်တာမို့လို့ဈေးကွက်ဖွင့်ရက၄ရက်ပဲရှိပါတယ်။အဲအားပတ်သက်ခါမှာကျွန်တော်တို့က၄ရက်ပဲရှိတာမို့ဒီ၄ရက်အတွင်းမှာကျွန်တော်ဈေးအတက်ကျအလုတ်ခတ်ကျန်းနိုင်ခြေရှိပါတယ်။မျောလင့်ထားတဲ့ဈေးအေးအလုတ်ခတ်တွေဖြစ်လာနိုင်ခြေရှိပါတယ်။အဲအားပတ်သက်ခါမှာကိုကအရောင်းဝယ်လုပ်တဲ့ခါမှာအထူးတတိထားပြီးရောင်းဝယ်လုပ်ပါအလွန်ကျွံရောင်းဝယ်လုပ်တဲ့မျိုးတွေရှောင်ရှားပါအရောင်းဝယ်လုပ်တဲ့မြအော်ဒါတိုင်းကိုလည်းကျွန်တော်တို့ risk management တွေလုပ်ထားဖို့ ဟိုကျွန်တော်တိုက်တွန်းလို့ပါတယ်ဟုတ်ကဲ့ဒါလေးကကျွန်တော်ဒီနေ့ကဘာချွေစီကွက်ရတဲ့ပတ်အဖွင့်ရပေါ့နော်တတိယအပြင်ဇွန်လနောက်ဆုံးရက်တပတ်တလတာစီပြီးမှရက်တရက်တာအတွက်ကဘာချွေစီကွက်ကျွန်တော်ရေတုံးချက်ဗီဒီယိုလေးဖြစ်ပါတယ်အခုလိုတုံးချက်ဗီဒီယိုတွေကို up to date ကြည့်ချင်တဲ့ဆိုရင်တော့ကျွန်တော် YouTube channel လေးကို subscribe လုပ်ကြပါကျွန်တော်ရေကျွန်တော်စီမှာဒီကဘာချွေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online တိတက်အခြေခံတင်တဲ့နေ့တက်ရောက်နိုင်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်ရေ YouTube channel ကျွန်တော်ရေ Telegram ကျွန်တော်ရေ Viber တွေကနေစုံစမ်းမြဲမြဲနိုင်ပါတယ်ခင်ဗျကဘာချွေထွက်တာအားလုံးပဲကျွန်တော်တို့ဒီနေ့ ဂျွန်လ30ရက်နေ့တည့်တာအတွက်ကပ္ပရွှေစီတက်ကြောင်ကျွန်တော်တို့မှန်မှန်ကန်ကန်အရောက်ဝယ်လုပ်ပြီးရောဒီဂျွန်လတလတာကိုအကျိုးမြတ်နဲ့ပိတ်သိမ်းနိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။